င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်လူထုကောင်းဆောင်ဒေါအောင်ဆတ်စုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တရားခွင်မှာအမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူထုကောင်းဆောင်ရဲ့ထောင်ရင်းနေစဉ်နေထိုင်မှုမှတ်တမ်းတွေဟာဂါဒီယန်သတင်းဌာနကိုပေါက်ကြားလာပါတယ်ရှကုမြို့ကအင်းစိန်ဘူတာနဲ့ဒီဇယ်စက်ယုံတိုင်းခွနဲ့နားမှာရှိတဲ့ပင်စင်စားမြေထောင်ဝန်ထမ်းဟောင်းတွေရဲ့နေအိမ်200ဝန်းကျင်ကို AME စယုံကစစ်တခေါ်ချင်းချောက်ပြီးအတင်းအဓမ္မဖျက်ခိုင်းနေတဲ့အတွက်ကိုအင်ကိုဖျက်ပေးနေရတယ်ဆိုတဲ့သတင်းပောင်းဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လူတကောင်ဆောင်ဒေါ်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရဲ့တရားခွင်မှာအမှုရင်ဆိုင်နေတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူတကောင်ဆောင်ရဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းတွေဟာဂါဒီယန်သတင်းဌာနကိုပေါက်ကြားလာပါတယ်အဲ့ဒီဗီဒီယိုမှတ်တမ်းတွေဟာ ြည်သူရင်ခွင်အဖွဲ့ကနေတဆင့် Guardian သတင်းဌာနစီကိုပောက်ကြားလာတဲ့အကြောင်းအဲ့ဒီသတင်းဌာနကဖော်ပြထားပါတယ်အဲ့ဒီဗီဒီယိုထဲမှာလူတကောင်းဆောင်ဒေါ်ဆန်းစုကြည်အနေနဲ့မြမတရခွင်မှာတရားရင်ဆိုင်နေရတဲ့ပုံရိပ်တွေကိုမြင်ရပြီးဒါဟာဒေါ်ဆန်းစုကြည်ကိုစစ်တပ်ကမတရားပုံမှန်တွေနဲ့ဖမ်းဆီးပြီးတဲ့နောက်ရှာရှာပါပါတွေ့မြင်ရတဲ့ဗီဒီယိုဖိုင်ဖြစ်တယ်လို့သူမရဲ့နေ့စဉ်အချင်းတောင်များဆိုင်ရာအသေးစိတ်မှတ်တမ်းတွေကိုပါ Guardian သတင်းဌာနကရရှိခဲ့ပြီးလက်ရှိဒေါ်ဆန်းစုကြည်ရဲ့ အသက်80ပြည့်မွေးနေ့နီးကပ်လာတဲ့အချိန်မှာစစ်တပ်ရဲ့မတရားဖမ်းဆီးခံခဲ့ရတဲ့ရတခေါင်းဆောင်ဘဝအကြောင်းကိုတစိတစောင်းဖော်ပြထားတာလည်းဖြစ်ပါတယ်။ Guardian ကဖော်ပြထားတဲ့ CCTV မှတ်တမ်းဗီဒီယိုကတော့2022ခုနှစ်ဩဂုတ်လနဲ့ဒီဇင်ဘာလအတွင်းကဖြစ်ပြီးသမရဦးဝင်းမြင့်နဲ့ဒေါ်ဆန်းစုကြည်တို့အနေနဲ့တရားခွင်မှာအမှုရင်ဆိုင်နေရတဲ့မြင်ကွင်းတွေကိုပြတ်တာထားသလိုဒေါ်ဆန်းစုကြည်ရဲ့အကျဉ်းတော်အတွင်းနေစဉ်နေထိုင်မှုမှတ်တမ်းတွေမှာတော့သူမရဲ့တဏိတာမှာ မနက်၄နာရီခွဲကနေစပြီးတော့ည၈နာရီခွဲအချိန်မှာပြီးဆုံးတယ်လို့လည်းဖော်ပြထားပါတယ်။ဒေါက်ဆာစုကြည်ဟာမနက်တိုင်းတနာရီကျော်တရားထိုင်ပြီးညနေတိုင်း၄ချိန်ခန့်အဖြစ်အခန်းတွင်းလမ်းလျှောက်တာမျိုးနေ့စဉ်ပတိစိတ်တာမျိုးပြုလုပ်တယ်လို့လည်းပြောထားပါတယ်။မှတ်တမ်းတစ်ခုမှာဆိုရင်နေ့လယ်စာအဖြစ် ထမင်း၂စွန်းကြက်သား၅သားလုံးဟင်းညိုချောကလက်နှစ်ခုငကမောက်တိအနေငယ်တို့ကိုစားသုံးတဲ့အကြောင်းနဲ့ပုံမှန်အဖြစ်ဒေါက်ဆာစုကြည်ကအစားနေပြီး နနစာအတွက်ကျက်ဦးကျော်နိလစာအတွက်ထမင်းအနေငယ်နဲ့အသားငါးတို့ကိုစားတုံးပြီးညစာအတွက်ပါမုတ်စားတုံးတယ်လို့လဲဂါရီယာသတင်းဌာနမှာရေးသားဖော်ပြထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ်အစောပိုင်းကတော့ရောင်စာစုကြည်ကိုမြင်တွေ့ခဲ့ရတဲ့အချင်းဦးစီးဌာနသတင်းရင်းမြစ်ကသူမရဲ့အတန်နဲ့လမ်းလျှောက်ပုံဟာမပြောင်းလဲသေးဘူးလို့ပြောထားသလိုသူမစပင်မှာတော့ပန်းပန်းနာမရှိတော့ဘူးလို့လည်းပြောဆိုထားပါသေးတယ်ခင်ဗျတဖက်မှာတော့ ရန်ကုန်မြို့ကအင်းစိန်ဘူတာနဲ့ဒီဇယ်စက်ရုံတိုက်ခွနဲ့နားမှာရှိတဲ့ပင်စင်စမြစ်ထောက်ဝင်တဲ့ဟောင်းတွေရဲ့နေအိမ်200ဝန်းကျင်ကို AMI စက်ရုံကစစ်တပ်ခေါ်ချင်းချောက်ပြီးအတင်းအဓမ္မဖျက်ခိုင်းနေတဲ့အတွက်ကိုယ်အိမ်ကိုဖျက်ပေးနေရတယ်လို့ပင်စင်စဝန်ထမ်းမိသားစုဝင်တွေကရန်ကုန်ခေတ်တကိုပြောပါတယ်။လက်ရှိမှာတော့အဲ့ဒီရန်ကုန်မြို့ကအင်းစိန်ဘူတာနဲ့ဒီဇယ်စက်ရုံတိုက်ခွနဲ့နားမှာရှိတဲ့ပင်စင်စမြစ်ထောက်ဝင်တဲ့ဟောင်းတွေရဲ့နေအိမ်200ဝန်းကျင်လောက်ဟာပပစီမှာယူခွင့်မရှိဘူးဆိုတဲ့ချင်းချောက်မှုပါခံရပြီး စစ်ကောင်စီတပ်နဲ့မိသားအဖွဲ့တွေကလာမယ့်ဇွန်လ20ရက်နေ့နောက်ဆုံးထဖြတ်ပေးရမယ်ဆိုပြီးတော့ပြောဆိုနေတယ်ဆိုပါတယ်အဲ့ဒီအတွက်ဘင်းစင်စားမိထားဝန်ထမ်းဟောင်းတွေဟာကိုအင်ကိုဖြတ်ပေးနေရပြီအဲ့လိုဖြတ်ပေးထားတဲ့ပစ္စည်းတွေကိုလည်းဒီအတိုင်းပုံထားခဲ့ရင်အရေးယူမယ်ဆိုပြီးတော့ပါစစ်တပ်ကချင်းချောက်ပြောဆိုနေသလိုအဲ့ဒီအင်းစိန်ဘူတာနဲ့ဒီဇယ်စက်ယုံတိုက်ခွင့်နဲ့နောက်မှာရှိတဲ့ပင်စင်စားမိထားဝန်ထမ်းဟောင်းတွေရဲ့နေအိမ်200ဝန်းကျင်ကိုတော့ AME စက်ယုံကစစ်တပ်ခေါ်ချင်းချောက်ပြီးဖြတ်ခိုင်းတာဖြစ်တယ်လို့လည်း ပင်စစားဝင်တဲ့မိသားစုဝင်တွေကပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကမုံရွာမန္တလေးလမ်းမပေါ်မှာအင်စီကနဲ့ထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လိုင်းတပ်တွေကကြာဖြတ်တိုက်ခိုက်မှုအတွေ့ကားပေါ်မှာပါလာတဲ့စစ်ကောင်စီဘက်ကဗိုလ်ကြီးတအူအပါဝင်၃ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်၅လက်ကိုပါတင်စီရရှိခဲ့ပြီးကားကိုတော့မိရှုရှင်းနေခဲ့တယ်လို့ BHA PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူကရန်ကုန်ခေတ္တကိုပြောပါတယ် ဖြစ်စဉ်ကတော့ဇွန်လ16ရက်နေ့ကပဲချောင်းမြို့ထွေအုပ်ရုံးကနေအင်စီကနဲ့ထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်ကသုံးပွင့်ဗိုလ်ကြီးအပါဝင်စစ်သား3ဦးပါကားကိုဒေါ်လန်ကြီးတပ်တွေကမုံရွာမန္တလေးလမ်းမပေါ်မှာဂျားဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ကားပါလမ်းဘေးကိုထိုးချသွားပြီးကောင်းမပါလာတဲ့စစ်ကောင်စီဘက်ကဗိုလ်ကြီးတဦးအပါဝင်3ဦးကတော့ပွေချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့စီကနေပစ္စတိုတနက်3လက်အပါဝင်လက်နက်5လက်ကိုပါတင်စီရရှိခဲ့ပြီး ကားကတော့တုံးလို့မရတော့တဲ့အတွက်မိရှုရှင်းလင်းခဲ့တယ်လို့ BHA PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတပတ်မှလည်းပဲခူးတိုင်းကပေါင်းတယ်မြို့နယ်မှာပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးလာတဲ့အချက်ဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား၄ဦးကတော့ပွဲချင်းပြည်တွေကိုတေကုံကြားပြန်တဲ့အပြင် သူတို့စစ်သားမတားလောင်းတွေကိုမတည်သွားပဲမိရှုပ်ပြီးထားခဲ့ကြတယ်လို့အမှတ်3631 PDF တရင်ရဲ့တာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ16ရက်နေ့ကပဲပေါင်းတယ်မြို့နယ်ကရုပ်ဆိုင်ဂျေးရွာနေပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လာရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ် အဲ့လိုတက်ခိုင်းမှုအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးအဲ့ဒီတည်သွားတဲ့သူတို့စစ်သားမသားအလောင်းတွေကိုတော့ပြန်မတည်သွားပဲမိရှုပ်ပြီးထားခဲ့ကြတယ်လို့အမှတ်363 PDF တရင်ရဲ့တာဝန်ခံရဲဘော် Shadow ကပြောထားပါတယ်ခင်ဗျတဖက်မှာလည်းဒင်းသားတိုင်းရေပြူးမြို့နယ်ကံပေါက်ဒေသကပရချင်းရွာရွှေမိုးညိုဖရအနီးတဆွဲထားတဲ့အချက်ဖက်စစ်ကောင်စီတပ်ရဲ့ယာယီစခန်းကို ဒေါ်လန်ရေးပူပေါင်းတက်တွေကတိုက်ခိုက်ချင်းမှုအတွေ့စေကောင်းစီတပ်သားသုံးကတော့အသီးသီးဒေကုံကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်စစ်တပ်ကစစ်ကူတွေပါအသေးအတန်ခေါ်ရတဲ့အထိဖြစ်သွားတယ်လို့လောင်းလုံး LPF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ15ရက်နေ့ကပဲရေပြုံမြို့နယ်ကံပေါက်ဒေသကပရကျေးရွာရွှေမိုးညူဖျားနီးတဆွဲထားတဲ့ဂျပန်စစ်ကောင်စီတပ်ရဲ့ယာယီစခန်းကို တော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တက်ခိုက်ချေမှုရမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား3ဦးကတော့နေရာမာတင်ပစ်လဲပြီးအတိအသေးသိကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးတဲ့နောက်သူတို့စစ်တပ်ကစစ်ကူတွေကိုအသည်းအသန်ခေါ်ရတဲ့အခြေအနေအထိဖြစ်သွားတယ်လို့လောင်းလုံး LPF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။အဖတ်မှာတော့ DNA သိမ်းပိုက်ထားတဲ့နောင်ချိုမြို့ကပြည်သူတွေနေထိုင်ရာနေရာတွေကိုအပြည့်ရဲ့ကြီးညာထားတဲ့အကြပ်ဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်နေအိမ်တွေထိမှန်ပျက်စီးထားပြန်တယ်လို့ DNA ကသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့လက်ရှိ DNA သိမ်းပိုက်ထားတဲ့နောင်ချိုမြို့ကိုပြန်လည်သိမ်းယူမယ်ဆိုပြီးအပြည့်ရဲ့ကြီးညာပြီးမှလေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထိုးတာတွေဇက်တိုက်လုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကဇော်လာ16ရက်နေ့ကလည်း ။နောင်ကြိုမြို့မှာရှိတဲ့ရတပီသူတွေနေထိုင်ရာနေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုစစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးကြီးတွေဟာနောင်ကြိုမြို့ဘူဒာရက်ကွက်နဲ့ကြောက်ကူဖုံကြီးကျောင်းဘက်တွေမှာကြောက်ရောက်ပောက်ကွဲခဲ့ပြီးနေအိမ်တွေနဲ့ထိမှန်ပျက်စီးထားပြန်တယ်လို့တရန်တွေကနေထုတ်ပြန်ထားပါတယ်ခင်ဗျ။โอเคဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ